iPhone နဲ့ Mac ကြားမှာအချက်အလက်တွေကိုပြောင်းဖို့စူးစမ်းတိုင်းအဆင်မပြေဖြစ်နေတော့မလားတခါတလေ AirDrop ကအလုံးမလုံး Finder လည်းနှေးတယ်လို့ခံစားရတယ်။ iQ ကလည်းတုံးရတာရှုပ်တယ်။ iPhone နဲ့ကိုဓာတ်ပုံတွေတခြင်းတွေစာအုပ်တွေထည့်တဲ့အခါအဆင်မပြေဖြစ်နေစိတ်မပူပါနဲ့။ အဲ့ဒီအတွက်ကျွန်တော်ရှိပါတယ် AnyTrans နဲ့မိတ်ဆက်ပေးချင်ပါတယ်ဒီ All in One App လေးက iPhone, iPad နဲ့ Apple Camera တွေကြားမှာအချက်အလက်တွေကိုမြင်းမြန်းဆက်ဆက်နဲ့လွယ်လွယ်ကူကူကူးပြောင်းပေးနိုင်ပါတယ် AnyTrans နဲ့ဆိုဓာတ်ပုံတွေ transfer လုပ်နိုင်မယ် iPhone နဲ့ iPad ထဲကဓာတ်ပုံတွေကို MacBook ထဲကိုကူးထည့်တာမျိုးဒါမှမဟုတ် MacBook ထဲကဓာတ်ပုံတွေကို iPhone နဲ့ iPad ထဲကိုကူးထည့်တာမျိုးအဲ့လိုကူးတဲ့အခါမှာလည်းအရေးအသွေးအပြည့်နဲ့ကူးပေးပါတယ်စာအုပ်တွေကို transfer လုပ်နိုင်မယ် MacBook မှာ download ဆွဲထားတဲ့မြန်မာစာအုပ်တွေပဲဖြစ်ဖြစ်အင်္ဂလိပ်စာအုပ်တွေပဲဖြစ်ဖြစ် iPhone နဲ့ iPad ထဲမှာဖတ်လို့ရအောင်လုပ်ပေးပါတယ်။တချင်းနဲ့ဗီဒီယိုတွေ transfer လုပ်နိုင်မယ်။ iPhone iPad နဲ့ MacBook ကြားမှာတချင်းတွေနဲ့ဗီဒီယိုတွေကိုပြန်လည် transfer လုပ်နိုင်ပါတယ်။ MacBook ထဲမှာရှိတဲ့တချင်းတွေဗီဒီယိုတွေကို iPhone နဲ့ iPad ထဲကိုကူးပေးတာပါ။ iPhone အတွက် ringtone တွေဖန်တီးနိုင်မယ်။ iPhone အတွက်တာယာနာပြော်ပဲကောင်းတဲ့ ringtone တွေဖန်တီးနိုင်မယ်။မြည်သည့်တခြင်းကိုမဆို ringtone ဖြစ်ပြောင်းပေးနိုင်ပါလေ။ iPhone နဲ့ iPad ကို Apple Computer ဘောကနေအပြည့်အဝထိန်းချုပ်ခြင်းနဲ့ဆိုရင်ဒီ app လေးကတင်တကယ်လိုအပ်တဲ့ app တစ်ခုဖြစ်ပါလေ။ဒီ video လေးထဲမှာဆိုရင် AnyTrans ကို step by step ဘယ်လိုသုံးရမလဲဆိုတာကိုပြပြပေးထားပါတယ်ဗျဗီဒီယိုလေးရဲ့အဆုံးမှာဆိုရင် iPhone နဲ့ iPad ကို professional တယောက်လိုစီမံခန့်ခွဲနိုင်သွားမှာဖြစ်ပါတယ် AnyTrans ကိုဖွင့်တဲ့အခါပထမဆုံးလုပ်ဖို့လိုတာက iPhone ကို USB cable လေးသုံးပြီး MacBook နဲ့ချိတ်ပေးဖို့ပါချိတ်ပြီးရင်တော့ခဏလေးစောင့်ပြီးတော့ iPhone ကို manage ဆက်လုပ်လို့ရပြီဖြစ်တဲ့နေရာလေးကိုခေါ်ဆောင်သွားမှာပါဟုတ်ကဲ့ပါ iPhone ရဲ့ဓာတ်ပုံတွေကို MacBook ထဲကို transfer လုပ်တာလေးနဲ့အစပြုချင်ပါတယ်ဗျ Photos icon လေးကိုနှိပ်လိုက်ပါ transfer လုပ်ချင်တဲ့ဓာတ်ပုံတွေကို select လုပ်ပေးရပါတယ် to mac ဆို ိုတဲ့ button လေးကိုနှိပ်လိုက်ပါအပေါ်ဆုံးက export path မှာ export လုပ်ချင်တဲ့နေရာကိုရွေးပေးရပါတယ် default အတိုင်းပဲထားချင်တယ်ဆိုရင်လည်းရပါတယ်ကျွန်တော်ကတော့ desktop ကိုပဲရွေးထားလိုက်ပါတယ် export format တွေကိုလည်းကိုယ်နဲ့တင်တော်မဲ့ format တွေကိုရွေးပေးလို့ရပါတယ် ကျွန်တော်ကတော့ default အတိုင်းပဲထားလိုက်ပါတယ်ပြီးရင် next ကိုကလစ်လိုက်ပါ transfer completed ဖြစ်သွားပြီဆိုရင်တော့ view files ကိုနှိပ်ပြီးဓာတ်ပုံတွေကိုကြည့်နိုင်ပါတယ် export လုပ်လိုက်တဲ့ဓာတ်ပုံတွေကိုနောက်မှပြန်ကြည့်မယ်ဆိုရင်လည်း all ဆိုတဲ့ folder ဒီလေးထဲမှာကြည့်လို့ရပါတယ်အဓိကကတော့ export path ကရွေးထားတဲ့နေရာမှာ all ဆိုတဲ့ folder လေးဖန်တီးပြီး export လုပ်ပေးလိုက်တာပါ input ထဲကဓာတ်ပုံတွေကို iphone နဲ့ transfer လုပ်တာလေးပြောပြချင်ပါတယ်ဗျ ကျွန်တော်ကတော့ iPhone နဲ့ကို transfer လုပ်မဲ့တပ်ပုံတွေကို desktop ပေါ်မှာ folder လေးတစ်ခုဆောက်ပြီးကြိုထည့်ထားလိုက်ပါတယ်ဒီတပ်ပုံ9ပုံကို iPhone နဲ့ကို transfer လုပ်မယ်ဗျအဲ့ဒီအတွက် photos icon လေးကိုပဲ click လိုက်ပါဗျညာဘက်အပေါ်ဆုံးတော့က add ဆိုတာလေးကို click လိုက်ပါဒီလို box လေးပေါ်လာပြီဆိုရင် transfer လုပ်မဲ့တပ်ပုံတွေကို select လုပ်ပေးရပါတယ်ကျွန်တော်ကတော့ desktop ကိုရွေးပြီး picture ဆိုတဲ့ folder လေးကိုရွေးပေးလိုက်ပါတယ်အထက်ကတပ်ပုံတွေအားလုံးကို select လုပ်ပြီး open ဆိုတာလေးကို click လိုက်ပါတယ်ခဏဆောင်ပြီး transfer completed ဖြစ်သွားပါတယ် ဓာတ်ပုံတွေရောက်မရောက်သိကြဖို့ Mac ပေါ်ကနေပဲ iPhone Mirroring App ကိုတုံးပြီးတိုက်ရိုက်စစ်ဆေးကြည့်ပါမယ်ဗျ။ဓာတ်ပုံတွေတကယ်ရောက်တာတော့တွေ့ရမှာပါ။ဒီတစ်ခါသချင်းတွေကို transfer လုပ်ပါမယ်ဗျ။ MacBook ထဲမှာရှိတဲ့သချင်းတွေကို iPhone ရဲ့ Music App ထဲကိုတိုက်ရိုက်အောင် transfer လုပ်မှာပါ။ Music icon လေးကို click လိုက်ပါ။ Add ဆိုတာလေးကို click လိုက်ပါ။ MacBook ထဲကသချင်းတွေရှိတဲ့ folder ကိုယူပေးပါဗျ။ကျွန်တော်ကတော့ Music ထဲကမြန်မာစာပြီးရင်သချင်းတွေအားလုံးကို comment in နေပြီး select လုပ်လိုက်ပါတယ်။ open ကိုကလစ်လိုက်ပါ iPhone နဲ့ကိုတခြင်းတွေထည့်ပေးနေတာကိုမြင်ရမှာပါ transfer completed ဖြစ်သွားပါပြီ iPhone ရဲ့ music app ထဲမှာလည်းတခြင်းတွေရောက်သွားပြီဆိုတော့ iPhone လေးနဲ့တခြင်းတွေစာပြီးနှာထောင်းလို့ရပါတယ်ဆိုတော့တစ်ခါတလေကြာရင်မကြိုက်တဲ့တခြင်းတွေကိုကူးထည့်မိသွားတာမျိုးရှိတယ်ဆိုရင်လည်း any trans နဲ့ပြန်ဖြတ်လို့ရသလို iPhone ရဲ့ music app ထဲကနေပဲတိုက်ရိုက် ဖြတ်လို့ရပါတယ် MacBook ထဲကဗီဒီယိုတွေကို iPhone ထဲက TV app ထဲကို transfer လုပ်ပါမယ်ဗျကျွန်တော်ကတော့ desktop ပေါ်က video ဆိုတဲ့ folder လေးထဲမှာကြိုပြီးထည့်ထားပါတယ်။ AnyTrans app ကိုပြင်လိုက်ပါ။ video icon လေးကိုကလစ်လိုက်ပါ။ click to add new content ကိုနှိပ်ပြီးထည့်လို့ရသလိုအပေါ်က add ဆိုတာလေးကိုနှိပ်ပြီးလည်းထည့်လို့ရပါတယ်။ click to add new content ကိုပဲနှိပ်လိုက်ပါမယ်။ video တွေအားလုံးကို select လုပ်ပြီး open ကိုကလစ်လိုက်ပါမယ်ဗျ။ transfer completed ဖြစ်သွားပြီဆိုတော့ iPhone လေးကိုဖွင့်ပြီးဒီ DB app ထဲမှာစစ်ကြည့်ပါမယ်ဗျ။ DB app ထဲရောက်ပြီဆို import လုပ်လိုက်တဲ့ video library တဲက movies or downloaded section ထဲမှာကြည့်နိုင်ပါတယ်။ video လေးတွေရောက်သွားပြီဆိုတော့ iPhone နဲ့ကနေပြင်းတဲ့အခါတိုင်းလေ့လာစရာရှိတဲ့အခါတိုင်း offline ကြည့်လို့ရပါပဲ။ TV app ထဲက video တွေကိုပြန်ဖြတ်ချင် TV app ထဲကနေပဲ remove download ကိုနှိပ်ပြီးဖြစ်နိုင်ပါတယ်။ MacBook ထဲမှာရှိတဲ့ PDF file မျိုးစားနဲ့ EPUB file မျိုးစားစာအုပ်တွေကို iPhone နဲ့ iPad ထဲက Books ဆိုတဲ့ app ထဲကို transfer လုပ်ပြပါမယ်ဗျ။ AnyTrans app ကိုပြင်လိုက်ပါ။ Books icon လေးကို click လိုက်ပါ။ ဘယ်ဘယ်ချမ်းက book ဆိုတာလေးကိုထပ်ပြီးရွေးလိုက်ပါ click to add new content ကို click လိုက်ပါကျွန်တော်ကတော့ desktop ပေါ်က book ဆိုတဲ့ folder တွေကစာအုပ်တွေကို select all လုပ်ပြီး open ကိုနှိပ်လိုက်ပါမယ်ဗျ transfer completed ဖြစ်သွားပြီဆိုတော့တကယ်ရောက်မရောက်သိဖို့ iphone တွေက box app ကိုဝင်ကြည့်ပါမယ်ဗျ box app ထဲရောက်ရင် library ကိုသွားလိုက်ပါโอเค transfer လုပ်လိုက်တဲ့စာအုပ်လေးရောက်သွားပါတယ်ဗျဖွင့်ပတ်ကြည့်မယ်เนาะ โอเคပါဘ ഹു တုဒအတိတ်ဖြည့်စည်းဖို့အတွက် iPhone နဲ့ iPad ပေါ်ကနေစာတွေဖတ်လို့ရပါပြီဗျစာဖတ်တာနဲ့ပတ်သက်ပြီးတော့တလဲစာတွေမျှဝေပေးစရာလည်းရှိပါတယ်ဗျအဲ့ဒါတော့အထူးသဖြင့် iPhone နဲ့ iPad အတွက် ebook တွေကိုဘယ်အနေဒေါင်းလုဒ်ဆွဲလို့ရမလဲဆိုတာလေးပါအထူးသဖြင့် Apple ရဲ့ Books app အတွက်တည်တံ့တည်ရှိတဲ့ format နဲ့စာအုပ်တွေကိုစာဖတ်ဝတ္ထုအုပ်တွေအတွက်စာအုပ်တွေကိုဒေါင်းလုဒ်ဆွဲပြီးတော့ iPad ထဲကိုထည့်ပြီးဖတ်လို့ရတာမျိုးလုပ်လို့ရအောင်ဒါလေးကိုမျှဝေပေးတာပါ ဒီ website လေးပါဗျဒီ website ကစာအုပ်တွေက EPUB format နဲ့အများဆုံး public လောက်ထားတာပါဒါက Apple device တွေပေါ်ကနေစာဖတ်တဲ့လူတွေအတွက်ကောင်းပါတယ်ကျွန်တော်စာအုပ်တော့ကိုနမူနာအနေနဲ့ download ဆွဲပြီး iPhone နဲ့ iPad တွေကိုထည့်ပြပေးပါမယ်ဗျဒီစာအုပ်လေးကို download ဆွဲချင်ပါတယ် download file ဆိုတဲ့ခလုတ်လေးကိုနှိပ်လိုက်မယ်ပြီး download EPUB download ဆွဲပြီးသွားလို့ Mac ပေါ်က download folder လေးတွေကိုရောက်တော့ပါပြီ တကယ်တော့ဒီဆောင်လေးကို iPhone နဲ့ iPad တွေကိုထည့်ခြင်းနေဆိုရင်တော့ကျွန်တော်အပေါ်ကနေပြောခဲ့တဲ့ AnyTrans ကိုတုံးပြီးတော့နီလန်းနေနဲ့ထည့်လို့ရပါတယ်ဗျ။ AnyTrans ကိုတုံးပြီးတော့ iPhone အတွက် window လေးတွေဖန်တီးကြပါမယ်ဗျ။ AnyTrans app ကိုပြင်လိုက်ပါ။ဘယ်ဘဲအချက်က column ပုံလေးကို click လိုက်ပါမယ်။ import from computer လေးပုံမှာနေလိုက်ပါမယ်။တခြင်းတွေထားတဲ့နေရာကိုအရင်ဆုံးသွားလိုက်ပါမယ်။ကျွန်တော်ကတော့ music ထဲက wj ရဲ့ဒီတခြင်းလေးကို ring tone လုပ်ဖို့တစ်ချက် click ပြီး open လိုက်ပါမယ်။ ရင်းတုံးအဖြစ်အတံမြင်ခြင်းတဲ့နေရာကိုရွေးဖို့အတွက်အစင်းအောင်လေးကိုပညာရွှေ့ပေးလို့ရပါတယ်။ရင်းတုံးအရှိကိုတတ်မှတ်ဖို့အတွက်ဒီညားလေးတွေပေါ်မှာတင်ပြီးအတိုးလျှော့လုပ်နိုင်ပါတယ်။ကျွန်တော်ကတော့ဒီနေရာကိုရွေးလိုက်ပါတယ်။ပြီးရင်ညာဘက်အောက်ဆုံးတောင်းက import to device ကိုကလစ်လိုက်ပါမယ်။ iPhone နဲ့ကို ringtone လေးထည့်ပေးလိုက်ပါပြီ။ရောက်မရောက်သိအောင်စစ်ကြည့်မယ်နော်။ရောက်ပါတယ်။ဒီလိုနည်းနဲ့ကိုကြိုက်တဲ့သချင်တွေကို ringtone တွေအဖြစ်တိုက်တလို့ဖန်တီးလို့ရပါပြီ။ ထဲလိုက်တဲ့ရင်းတုံးတွေကမကြိုက်တာတွေကိုပြန်ဖြတ်ချင်နေဆိုရင် any trans တဲ့ကရင်းတုံးဆိုတာလေးကိုကလစ်လိုက်ပါဖြတ်ချင်တာကိုဆက်လက်လုပ်ပြီး delete လုပ်လိုက်ရမှာတကယ်ပြက်လားမပြက်လားပြန်စစ်ကြည့်ပါမယ်ဗျဖြတ်လိုက်တဲ့ရင်းတုံးလေးတကယ်ပြက်သွားပါတယ်โอเคပါခင်ဗျ ဒီဗီဒီယိုလေးကနေပုဂ္ဂုတ္တရသွားရလို့ခံစားမိပါရဲ့ဗျ။နောက်လဲအားပေးပါအောင်။သိကျင်တာလေးရှိရင် comment ကနေ mail လို့ရတယ်လို့ description ထဲက email ကိုပို့ပေးလဲ mail လို့ရပါတယ်။ဗီဒီယိုထဲမှာစကားပြောမှားသွားတာတွေရှိခဲ့မယ်ဆိုရင်နားလဲပေးပါဗျ။ကျေးဇူးတင်ပါတယ်။နောက်ထပ်ပုဂ္ဂုတ္တအသစ်တွေပေးဖို့ကြိုးစားလိုက်ပါအောင်မယ်ဗျ။ Subscribe လုပ်ထားမယ်ဆိုရင်တော့အသင့်အတွက်ပို့ပြီးအကျိုးရှိမယ်ဆိုတာအားမခံပါလိမ့်ဗျ။